မြန်မာနိုင်ငံမှာငှက်ကြည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ငှက်ကြည့်လမ်းညွှန်တင်နန်းကိုရန်ကုန်မြို့မှာတလကြာဖွင့်လှစ်နေပါတယ်ဒီသတင်းကိုတော့ဥထွန်းထွန်းသိမ်းပေးပို့ထားပါတယ်ရှင်နိုင်ငံခြားသောဧည့်သည်တွေနေဆင်လေပတ်မှုများပြားလာတဲ့မြန်မာနိုင်ငံမှာတဘာဝအခြေခံခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့အပြင်ငှက်နဲ့ပတ်သက်တဲ့အလမ်းညွှန်တွေပါတိုးတက်စေဖို့အတွက်ရန်ကုန်မြို့လော်ကာဥယျာဉ်မှာတလကြာဖွင့်လှစ်မှာပါငှက်ကြည့်လမ်းညွှန်တင်နန်းဖွံ့ဖြိုးအခမ်းအနားကို ရန်ကုန်တရစ္ဆာန်ဦးရင်တဘောမှာတမိုင်းပြတိုက်မှာစက်တင်ဘာ၁၄ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီနှစ်ကြိုက်တယ်။နှစ်နဲ့ပတ်သက်ပြီးတော့ဂိုက်လုံးမဲ့လူတွေတိုးပွားလာအောင်ကျွန်တော်တို့ပြည်စုပြိုးထောင်ပေးခြင်းပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာအခုဒီခရီးသွားလုပ်ငန်းတွေပေါ့နော်တိုးတက်များပြားလာတယ်။အဲ့လိုတိုးတက်များပြားလာတဲ့နေ့မြတ်ငှက်ကြီးတဲ့လူတွေလည်းများလာတယ်။အဲ့တော့ငှက်တိုးတွေများလာတယ်။အဲ့ဒီငှက်တိုးတွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့ပူကြီးဖြည့်ရှင်းပေးဖို့အတွက်ငှက်ကြိုက်ဆိုတာလုပ်လာတယ် တော့လူလာတဲ့ငှက်ကြိုက်တွေတော့ရေရွယ်ပြီးတော့ကျွန်တော်တို့အားဒီငှက်လန်းညွန်တင်တန်းတွေကျင်းပပေးခြင်းဖြစ်ပါတယ်။ငှက်လန်းညွန်တင်တန်းမှာတော့မြန်မာနိုင်ငံမှာရှိတဲ့ငှက်မျိုးစိတ်တွေကိုခွဲခြားပြီးငှက်ကြည့်လေ့လာပြီးယာရီပြောင်းစောင်းခုံငှက်တွေနဲ့ပြန်တန်းရလမ်းကြောင်းတွေအကြောင်းငှက်ကြည့်မှန်ပြောင်းနဲ့ဖီကိုက်စာအုပ်အသုံးပြုနည်းတွေအပါအဝင်ဇေဝမျိုးစုံမျိုးကွဲတွေနဲ့တဘာဝပတ်ဝန်းကျင်ထိုင်းနိုင်ငံအကြောင်းအရာတွေကို စာတို့တက်တွေတင် जा ကြမှာဖြစ်ပါတယ်ဟိုကနေဘက်ဒီမှာဆိုရင်ဟိုဒီငှက်တွေကိုလိုက်ပြီးတော့ဟိုဖမ်းပြီးတော့စားချက်ကြလည်းရှိရဲ့လက်ချက်စားကြလည်းရှိရဲ့အဲ့ဒါဆိုတော့ဒီငှက်တွေကိုအဲ့လိုပေါ့ဒီလိုငှက်ကြီးတင်တဲ့နေဖွင့်ပေးရတဲ့အတွက်ကြောင့်လူတွေတဖြည်းဖြည်းနဲ့ဘုသူတရားတိုးသွားမယ်ဆိုရင်ဒီမျိုးဒီဒါလည်းတက်ဖြတ်ချင်ရတယ်နည်းနည်းလေးရော့ပါသွားမယ်လို့ထင်ပါတယ်ပေါ့နော် မြန်မာနိုင်ငံမှာငွေမျိုးစေပေါင်း1114မျိုးရှိပြီးအရှိတောင်အရှနိုင်ငံတွေအထက်မှာအများဆုံးလာရောက်စက်စားကြတာလည်းဖြစ်ပါတယ်။ခါကာဘိုရာစီတောင်ပင်လယ်ကမ်းခြေဒေသတွေတနင်္လာရီကျွန်းနဲ့ကုန်းတွင်းရေတွင်ဒေသမော်ဒမအကွေစတဲ့ဒေသတွေမှာငွေမျိုးစုံကျင်းနဲ့စက်စားနေပြီးငွေကြီးခီးစင်ဖော်ထုတ်ဖို့နဲ့ငွေကြီးအလန့်ညွန့်တွေလိုအပ်နေတာဖြစ်ပါတယ်။ကျွန်တော်ထွန်းထွန်းသိမ့်ပါ။